တားအရင်ဖြစ်သူမှာမိခင်ကိုတတ်ပြီးမိခင်ရဲ့အလောင်းနဲ့သူ့ရဲ့လက်ကိုဓာတ်ပုံတွေရိုက်ပြီးအွန်လိုင်းမှာတင်ခဲ့တဲ့ဆိုတဲ့ထိုင်းနမိတ်ကြီးတရင်ကိုကျွန်တော်ပြန်လည်ပြောပြပြီးသွားမှာပဲဖြစ်ပါတယ်ဖြစ်စဉ်မှာတော့၃လပိုင်း၂ရက်နေကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံတရံမျိုးနယ်မှာနေထိုင်တဲ့အသက်၂၈နှစ်အရွယ်နာတဖုံဆိုတဲ့အမျိုးသားဟာ အသက်46နှစ်အရွယ်မိခင်စီကပတ်စံတောင်းတာမရလို့မိခင်ဖြစ်သူကိုထိုးချိတ်ခဲ့ပြီးမိခင်ဖြစ်သူဆုံးသွားတဲ့အခါမှာတော့မိခင်ရဲ့အလောင်းနဲ့သူ့ရဲ့လက်ကိုဓပုံရိုက်ပြီးလိုင်းမော့တင်ကအိုင်နောက်ပိုင်းမှာတော့တရက်ခန့်ဖြစ်သူဟာအခင်ဖြစ်ခဲ့တဲ့အိမ်ကနေထွက်ပြေးသွားခဲ့ပါတယ်အခင်ဖြစ်သွားတာကတော့ပြီးခဲ့တဲ့28ရက်နေ့မနက်7:00နာရီလောက်အချိန်မှာတိတ်ဆုံးသွားခဲ့တဲ့အသက်46နှစ်အရွယ်ပါတီဆိုတဲ့တရက်ခန့်ရဲ့မိခင်ဖြစ်သူဟာ ဈေးထဲမှာဟင်းဒီဟင်းရွက်ရောင်ပြီးအိမ်ကိုပြန်ရောက်တော့တရခန့်ဖြစ်သူအသက်28နှစ်အရွယ်နားတပုံဆိုတဲ့တာဖြစ်သူဟာစေတုံးဖို့အတွက်မိခင်ဖြစ်သူစီကနေပစံတောင်းခဲ့ပါဗျာ။ ဒီလိုနဲ့ဈေးရောက်ပြီးပြန်လာတဲ့မိခင်ဖြစ်သူမှာတားဖြစ်သူတောင်းတဲ့ပစံမပေးခဲ့ပဲတားဖြစ်သူကိုလိမ္မာဖို့အတွက်ဆုဆုံးမခဲ့ပါရယ်အဲ့အခါမှာတော့တားဖြစ်သူဟာစိတ်တို့တောင်းညံခဲ့ပြီးမိခင်ဖြစ်သူကိုထိုးကျိတ်ခဲ့ပါရယ်နောက်ပြီးနားသပုံဆိုတဲ့အမျိုးသားဟာအရင်ကလက်ဝိတ်သမားတယောက်ဖြစ်တာကြောင့်သူ့ရဲ့အားပါတဲ့ထိုးချက်တွေနဲ့ပဲမိခင်ဖြစ်သူဟာနေရာမှာတင်ဆုံးသွားခဲ့ပါရယ်အဲ့နောက်ပိုင်းမှာတော့တရက်ခံဖြစ်သူဟာတေးဆုံးသွားတဲ့မိခင်နဲ့သူ့ရဲ့လက်ကိုတပ်ပုံရိုက်ပြီးလိုင်းမော့ပို့စတင်ပြီးနောက်ပိုင်းမှာမိခင်ဖြစ်သူဈေးအောင်လိုရလာတဲ့ပစံနေနဲ့မိခင်ရဲ့ဆိုင်ကယ်ကိုယူပြီးသူတို့ ့သားအမိနေထိုင်တဲ့တရံမျိုးကနေဆိုင်ကယ်မောင်းပြီးထွက်ပြေးသွားခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့တရက်ခန်းရဲ့ညီမဖြစ်သူတီးဆုံးသွားတဲ့ပတ်တီရဲ့သမီးအငယ်ဆုံးဖြစ်သူဟာအလောက်ကနေမိခင်ဖြစ်သူကိုဖုန်းဆက်ခဲ့တဲ့အခါမှာမိခင်ဖြစ်သူကမကင်တာကြောင့်စိတ်ပူပြီးအလောက်လွတ်တာနဲ့မိခင်ရဲ့အိမ်ကိုလိုက်သွားခဲ့ပါတယ်။အိမ်ကိုရောက်တော့အိမ်တကားဟာအပြင်ကနေတော်မခတ်ထားတာကြောင့်သမီးဖြစ်သူဟာတကားကိုတုံဖွင့်ပြီးဝင်သွားခဲ့တဲ့အခါမှာတော့အိမ်ထဲမှာမိခင်ဖြစ်သူရဲ့မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့မှာညိုမဲဖူးရောက်နေတဲ့ဒဏ်ရာတွေနဲ့လဲကြတိဆုံနေခဲ့ပါတယ်။ အဲအခါမှာတော့တမိဖြစ်သူဟာရွာထဲမှာရှိတဲ့ဆွေမျိုးတွေနဲ့တဆိုင်ရာတွေစီအကြောင်းကြားခဲ့ပြီးတဆိုင်ရာတွေရောက်လာပြီးစစ်ဆေးမှုပြုလုပ်တော့တည်ဆုံသွားတဲ့အသက်46နှစ်အရွယ်ပါတီဆိုတဲ့အမိဖြစ်သူဟာမျက်ကွေနှစ်ဖက်ဟာညိုမဲရောက်ကိုင်းနေပြီး ဦးကောင်းဟဆိုရင်လည်းခြိုင်းဝင်နေခဲ့ပါတယ်။ထိုင်းရဲတွေယူဆတာကတော့တရက်ခံဖြစ်သူဟာမိခင်ဖြစ်သူကိုထိုးကျခဲ့တဲ့အပြင်မာကျောတဲ့အရာတစ်ခုခုနဲ့ထုခဲတာမျိုးလည်းဖြစ်နိုင်တယ်လို့ထိုင်းရဲတွေမှယူဆခဲ့ကြပါတယ်။အိုင်နောက်ပိုင်းမှာတော့ထိုင်းရဲတပ်ဖွဲ့မှမိခင်ကိုတပ်ပြီးထွက်ပြေးသွားတဲ့နာတဖုံဆိုသူကိုဖမ်းမိထုတ်ခဲ့ပြီးတရက်ခံဖြစ်သူကတော့တရံမျိုးနယ်ကနေထွက်ပြေးရင်းနဲ့ဗန်ကောက်မြို့နာမှာရှိတဲ့စမှုပြကံမျိုးကိုရောက်သွားခဲ့ပါတယ်။စမှုပြကံမျိုးကိုရောက်တော့စိုင်းကယ်စီနဲ့ထမင်းစားဖို့အတွက်ပတ်စံမရှိတာကြောင့်အမျိုးသားတအူးစီမှအကူအညီသွားတောင်းခဲ့ပါတယ်။ Okay. ဒီလိုနဲ့တရက်ခန့်ဖြစ်သူအကူအညီသွားတောင်းခဲ့တဲ့အမျိုးသားကလည်းနေကားလာတဲ့သူတရားအကူအညီလာတောင်းတာဆိုတော့တရက်ခန့်ကိုစိုင်းကဲမှစီဖြည့်ပေးကထမင်းမိုးရှင်ပေးခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့တရက်ခန့်ဖြစ်သူဟာစမူပရကန်မျိုးကနေစိုင်းကဲမောင်းထွက်ပြေးသွားပြီးနကော့ပထုံမျိုးကိုရောက်တော့ရင်တင်းရေးတွေမှာစိုင်းကဲအုတ်ထုံးမဆောင်လို့ဆိုပြီးစစ်စေးရာကနေစိုင်းကဲရဲလိုက်စင်ကိုကြည့်တော့တရံမျိုးနဲ့ကလိုင်စင်ဖြစ်နေတာကြောင့်ဆလစစ်စီယာတရက်ခန့်ဖြစ်သူဟာမိခင်ကိုတတ်ပြီးထွက်ပြေးလာတဲ့သူဆိုတာကိုတီးတွားခဲ့ပါဗါးအိုင်နောက်ပိုင်းမှာတော့နကော့ပထုံမျိုးရဲ့တပ်ဖွဲ့မှတရက်ခ န်ကိုဖမ်းဆီးပြီး တရံမျိုးနဲ့ရဲတပ်ဖွဲ့လက်ထဲကိုအပ်ခဲ့ပါတယ်။နောက်ပြီးတည်ဆုံသွားတဲ့အသက်46နှစ်အရွယ်ပါတီဆိုတဲ့အမျိုးသမီးရဲ့ဖခင်တရခန်ရဲ့အဖိုးဖြစ်သူပြောပြတာကသမီးဖြစ်သူဟာသူ့သားကိုအရန်ချစ်တယ်။သူ့မသားသမီးအလုံး၄ယောက်ရှိပြီးအကြီးဆုံးသားဖြစ်သူတရခန်ကိုသူ့အိမ်မှာပဲခေါ်ထားတယ်။နောက်ပြီးတရခန်ကအရင်တုန်းကလက်ဝဲထိုးပြီးမိသားစုကိုထောက်ပံ့တယ်။အရင်ကကောင်လေးဟာအရန်ကိုလိန်မာပြီးမိဘတွေအားကိုရတဲ့သားတစ်ယောက်ဖြစ်တယ်။အိုင်နောက်ပိုင်းသူ့အဖေနဲ့အမေကွဲသွားတော့ကောင်လေးဟာဆေးဆွဲပြီးစီးသမားလုံးလုံးဖြစ်သွားခဲ့တယ်။အဲအချိန်ကစပြီးအ လုံးမလုံးတော့ဘူးမိခင်ဖြစ်သူကပဲရှာကြွေးရတယ် အဖိုးတိရသလောက်တော့အခင်းဖြစ်တဲ့နေကတရက်ခန့်ဖြစ်သူဟာသူ့အမေစီကပစံတောင်းတာကိုမိခင်ဖြစ်သူကမပေးဘဲတားဖြစ်သူကိုစုဆုံးမရင်တားဖြစ်သူကတောင်းញံပြီးသူ့အမေကိုထိုးချိတ်ရင်နဲ့အခုလိုခြေလွန်လက်လွန်နေဖြစ်သွားတယ်လို့ထင်တယ်။နောက်ပြီးအရင်ကလည်းတရက်ခန့်ဖြစ်သူဟာသူ့အမေစီကပစံတောင်းတာမရရင်မိခင်ကိုရိုက်နှက်နေကြဖြစ်တယ်လို့တရက်ခန့်ရဲ့အဖိုးဖြစ်သူမှပြောပြပါဗါး။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကမိခင်ဖြစ်သူကိုတပ်ပြီးထွက်ပြေးသွားတဲ့တရက်ခန့်ဖြစ်သူအသက်28နှစ်အရွယ်နာထဖုံဆိုသူကိုလူတမ်းမှုနဲ့ဖမ်းဆီးသွားခဲ့ပြီဖြစ်တယ်လို့ထိုင်းတ င်မှပြောပါဗျာ။